လာပါရှင် MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံစီစဉ်ကကြိုဆိုပါရစေ။ဒီကနေ့မြန်မာတက္ကသိုလ်1988ခုနှစ်ဒဗိုရဲလာပြည့်ကျော်10ရက်ခရစ်နှစ်1989ခုနှစ်ဖေဖော်ဝါရီလ21ရက်အင်္ဂါနေ့တွင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့မှရှုစားကြရမယ့်သတင်းတွေမှာဆိုရင်တော့မြန်မာနိုင်ငံကကလေးလုပ်သားတွေအနေနဲ့ရှိတဲ့လုပ်ငန်းခွင်တွေမှာဝင်ရောက်လုပ်ကင်နေတယ်လို့ ILO ကပြောကြားခဲ့တဲ့သတင်း လူငယ်ဖွဲ့စည်းတွေအနေနဲ့ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေဆက်လက်လှုပ်ဆောင်ဖို့လိုအပ်နေတဲ့အကြောင်းကိုလံဘီယာသမရဆန်တိုစ်လက်နက်ကိမဲ့ဇုံကိုတွားရောက်လည်ပတ်ခဲ့တဲ့တဲ့စားတဲ့သတင်းတွေနဲ့တူတခြားထူးခြားတဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အခုပြမအောင်နေနဲ့ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးဖေဖော်ဝါရီလ3ရက်နေ့ကအစည်းအဝေးကစားတဲ့ဆောင်ထွက်လာပြီးနောက်မှာ မောင်တော်ဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်ကမောင်တော်ကိုတပတ်ကြာတွားရောက်စစ်ဆေးခဲ့ပါတယ်။ဒုတိယသမ္မတဦးမြင့်စွေဦးဆောင်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာဖေဖော်ဝါရီလ10ရက်နေ့ကနေ18ရက်နေ့အထိမောင်တော်ဒေသကိုတွားရောက်စစ်ဆေးခဲ့တာပါ။ကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာမဟာမေးကြီးရုံးရဲ့ဖေဖော်ဝါရီလ3ရက်နေ့ထုတ်ပြန်ချက်မှာပါတဲ့ထိခိုက်နစ်နာမှုတွေရှိနေတဲ့ဆိုတော့ကျေးရွာပေါင်း20ကိုလည်း တော်တော်တိုက်တိုက်တီးခြားတွေ့ဆုံပြီးတော့ကွင်းစင်းမင်းများလေးလာမှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ကော်မရှင်ရဲ့မြစ်တာရက်ခံချက်ကြောင့်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ပြည်ထရေးဝန်ကြီးဌာနကတင်းလျော်တဲ့သူတွေပါဝင်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စီပြီးမောင်နှောဒေသအတွင်းကွင်းစင်းဆောင်ရွက်နေတယ်လို့သတင်းထုတ်ပြန်ထားပါတယ်ရှင်။မြန်မာနိုင်ငံကခလေးလုံသားတဝက်လောက်ဟာအန္တရာယ်ရှိတဲ့လုပ်ငန်းခွင်တွေကိုရောက်နေကြတယ်လို့အိုင်ယန်လုံကပြောကြားလိုက်ပါတယ်။ဒီသတင်းကို MCN သတင်းတောက်ကေဇွန်တွေကပေးပို့ထားပါတယ်ရှင်။ ဖေဖော်ဝါရီလ22ရက်နေ့ကရန်ကုန်မြို့အင်းအားလိုက်ဟိုတယ်မှာအလုံသမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လည်နေရာစာသားရေးဝန်ကြီးဌာနတို့နဲ့အပြည်ပြည်ဆိုင်ရာအလုံသမားအဖွဲ့အစည်း ILO အပါအဝင်အခြားအဖွဲ့အစည်းတွေကမြန်မာနိုင်ငံအတွင်းကကလေးလူသားဆိုင်ရာအရေးကိုဆွေးနွေးခဲ့ကြတာပါအဲ့ဒီဆွေးနွေးပွဲမှာမြန်မာနိုင်ငံမှာရှိတဲ့ကလေးလူသားတဝက်လောက်ဟာအတရရှိတဲ့လုပ်ငန်းတွေမှာလုပ်ကင်နေရတဲ့အခြေအနေမှာရှိတယ်လို့အပြည်ပြည်ဆိုင်ရာအလုံသမားအဖွဲ့အစည်းကပြောကြားခဲ့တာပါ ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့အလုတ္တမစစ်တမ်းကို2015ခုနှစ်ကကောက်ယူပါတယ်။အဲဒီလိုကောက်ယူရမှာအလုတ္တမနဲ့သက်ဆိုင်တဲ့အချက်လက်တွေကိုထည့်သွင်းထားတာရှိပါတယ်။ဒီစစ်တမ်းတွေအရမြန်မာနိုင်ငံမှာတက်တန်းကျော်ဟာကလေးလုတ္တမတွေဖြစ်နေတာပါ။အဲဒီရဲ့တဝက်ကတော့အနေနဲ့ရှိတဲ့လုပ်ငန်းကွင်းမှာလုတ်ကင်နေတာကိုတွေ့ရပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ကလေးလုတ္တမတွေကိုကာကွယ်ဖို့နဲ့ဥပဒေအရထိန်းချုပ်ဖို့ဥပဒေပေါ်ပေါက်လာအောင်အခုလိုဆွေးနွေးပွဲတွေပြုလုပ်နေတာဖြစ်တယ်လို့ အလုသမာလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနကနှင်ကြားရေးမှုချုပ်ဦးဝင်းစိန်ကပြောပါတယ်။ဆရာတို့အားလုံးနဲ့ဆွေးနွေးကြပါတပြန်နော်။အဆင့်နဲ့ဆင့်ပေါ့။ဒီအချက်ကတပြန်လက်ရှိလုပ်ငန်းမှာဝင်နေတဲ့ကလေးတွေကိုပညာသင်ကြီးတဲ့ကလေးတွေတပြန်ဆရာတို့ကျောင်းပြပါပညာရေးကိုဆောင်ပေးဖို့ပါတပြန်။နောက်ကအတန်းဝဲကျောင်းနဲ့ပတ်သက်ပြီးတော့လက်ရှိ skill တွေတပြန်ပူရွေးမြင့်လာအောင်ဆောင်ပေးဖို့ဒါဆရာတို့ဆွေးနွေးထားပါတယ်။2015ခုနှစ်ကကောက်ယူထားတဲ့စစ်တမ်းတွေအရမြန်မာနိုင်ငံမှာကလေးလူသားတန်းချော်ရှိပြီးကလေးလူသားပပျောက်ရေးအတွက် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ရေးဆွဲဖို့ဒီဇူနေဘက်ကိုပြုလုပ်ခဲ့တာဖြစ်ပြီးမလ14ရက်ကနေ16ရက်နေ့ထိနေပြည်တော်ကသက်ဆိုင်ရာဝန်ကြီးဌာနတွေအရက်ဘက်အဖွဲ့အစည်းတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်ရှင်လူငယ်အဖွဲ့အစည်းတွေအနေနဲ့ဒုတိယအကြိမ်27ရာစုပင်လုံညီလာခံကိုအကျိုးသက်ရောက်စေမယ်ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေလှုပ်ဆောင်ဖို့လိုအပ်နေပါတယ်ဒီသတင်းကိုတော့ MCN သတင်းထောက်နေမင်းခခပေးပို့ထားပါတယ်ရှင် ။ငုံချမ်းရေးတောင်းဆိုတဲ့လှုပ်ရှားမှုတွေကိုငိမ့်ချမ်းရေးမရမရှင်ဆက်လက်လှုပ်ဆောင်မှုလိုအပ်နေပြီ။အဲ့ဒီလှုပ်ရှားမှုတွေကဒုတိယအကြိမ်27ရာစုပင်လုံညီလာခံအတွက်အကျိုးတက်ရောက်စေမှာဖြစ်ပါတယ်။လူငယ်ဖွဲ့စည်းတွေအနေနဲ့ပြီးခဲ့တဲ့ဖေဖော်ဝါရီလ၄ရက်နေ့ကတနိုင်ကလုံးအတိုင်းအတာနဲ့ပြုလုပ်ခဲ့တဲ့ငိမ့်ချမ်းတောင်းဆိုလှုပ်ရှားမှုကိုဆက်လက်လှုပ်ဆောင်သွားဖို့ရှိနေပါတယ်။ဒီငိမ့်ချမ်းရေးလှုပ်ရှားမှုကတော့မငိမ့်ချမ်းမချင်းကျွန်တော်လုပ်ဖို့လိုပါလိမ့်မယ်။အော်ဒီတစ်ခေါက်လောက်လေးလုပ်ပြပြီးတော့ကျွန်တော်ပြီးသွားရဲဆိုတာမျိုးတော့မဖြစ်သင့်ဘူးပေါ့။အော်ကျွန်တော်ကလည်းဒီအောင်ဆက်ပြီးတော့ဟိုဆက်ပြီးတော့တည်ဆောင်သွားဖို့အတွက်လည်းလုပ်နေရရှိပါတယ်။ ဒီငိမ့်ငိမ့်လိုလာတဲ့လူတွေအကုန်လုံးမှတာဝန်ရှိတယ်ဘယ်သူကပဲဥဆောင်ဥဆောင်ကျွန်တော်တို့ဒီကောင်းတဲ့လူထုတ်ရှားမှုတစ်ခုဖြစ်လို့ရှိရင်အားလုံးပါဖို့တော့ဝင်မလေးပါဘူးအဲ့တော့ဒီကျွန်တော်တို့လုပ်ခဲ့တာရှိတယ်ဒါကိုဆက်ပြီးလုပ်ဖို့လည်းဖြူနေကြတာရှိတယ်အဲ့လိုပဲဒီတခြားသောဒီပုံကိုယ်တွေကဒီတခြားသောဖွဲ့စည်းတွေကနေပြီးတော့ပါကြမယ်လုပ်ကြမယ်ဆိုလို့ရှိရင်လည်းဟိုဟာကျွန်တော်တို့ဝင်ပေါင်းကြမှာပဲဘာလို့လဲတော့ဒီဒီတိုင်းပြည်ငိမ့်ငိမ့်မှုအတွက်ကောင်းတဲ့ရည်ရွယ်ချက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ပါကျွန်တော်တို့နိုင်ငံမှာဖြစ်နေတဲ့ပြည်ရဲစစ်တေ လူငယ်တို့ပါဝင်လှုပ်ရှားခဲ့တဲ့ငင်းချိုင်းတောင်းဆိုလှုပ်ရှားမှုကိုရန်ကုန်မန္တလေးအပြင်တခြားမြို့ကြီးတွေမှာဖေဖော်ဝါရီလ၄ရက်နေ့ကတပြိုင်တည်းပြုလုပ်ခဲ့ကြတာဖြစ်ပြီးတောင်းဆိုချက်၄ချက်ကိုအဲ့ဒီငင်းချိုင်းလှုပ်ရှားမှုမှာတောင်းဆိုခဲ့ကြတာပါစီစဉ်လာပါပဲအဓိကကတော့ဒီငင်းချိုင်းတကယ်လိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီဘာပေါ်တော့ဒီဒီကအဓိက stake holder ဖြစ်တဲ့တက်မတော်ရှိမယ်တိုင်းသားလက်နက်ကိုင်ရှိမယ်အဖိုးရရှိမယ်သူတို့ဒီစီစဉ်လာမှန်နေဖို့လိုပါတယ်ပြည်သူတွေအတွက်တကယ်လုပ်တယ်မဟုတ်ဘူးလုပ်နေတယ်မလုပ်နေဘူးဆိုတာပြည်သူတွေသိပါတယ် တို့ဒါကိုစီစဉ်လာမှန်နဲ့အကောင့်တွေဖုန်နိုင်ဖို့လိုနေမယ်အဲ့တော့ကျွန်တော်အများနဲ့ပြောပြတဲ့ဟာကျွန်တော်ဖုတ်ထားတဲ့လက်တွေနဲ့လက်သီးဖုတ်ထားတဲ့လက်တွေနဲ့ကျွန်တော်လက်ဆွဲနှုတ်ဆွဲလို့မရအောင်အဲ့တော့ဒီငင်းငယ်လုပ်ကြမယ်ကျွန်တော်တစ်ဖက်နဲ့တစ်ဖက်နဲ့ကျွန်တော်တို့ဒီအပြန်လည်နားလည်မှုယူကြမယ်ဆိုလို့ရှိရင်လက်ဆွဲနှုတ်ဆွဲကြရအောင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်သီးဖုတ်တွေဖြတ်မှုလိုပါတယ်အဲ့တော့တက်မတော်ဘက်ကစပြီးတော့ဒီအဖြစ်ရကျင်ညာပြီအဲ့တော့အဲ့ခါကြမှတ်သားလင်းလေတိုင်းသားတွေရဲ့ယုံကြည်မှုကပိုတက်လာလိမ့်မယ်အဲ့လိုမှမဟုတ်ပဲထိုးစစ်တွေကလည်းဖေးနေတယ်မင်းတို့နဲ့ကငင်းငယ်ပြောနေတယ်ဆိုလို့ရှိရင်ဟိုဘက်ကလူတွေရဲ့ ဖိတ်ထဲမှာတန်တရားတော့ဝင်ပါပဲဒါကျွန်တော်ရိုးလေးတွေးကြည့်လို့ရှင်တော့ရတဲ့ကိစ္စအဲ့တော့ဒီဟာကိုဟိုဘယ်လိုကောဖိတ်နာမှန်ကြောင်းပြဖို့အတွက်ကျွန်တော်တို့ကဝိုင်းမိတိုက်တွန်းနေကြတာပါဒါကြောင့်မို့လို့ဒီပြောချင်တာကတော့ဒီငင်းငယ်အတွက်ကိုတကယ် accounting for mistake ကိုဒါတုံးကူတာတော့တိုင်းတော်လည်းနဲ့ကင်နေရတက်မတော်ရင်ပြောလို့ရှိရင်ဒီ energy အစိုးရရဲ့ဒီတကယ်ဖီဇနာမှန်ကြောင်းကိုပြဖို့အတွက်ကျွန်တော်တို့ပြည်သူတွေကနေပြီးတော့ဝိုင်းမိတိုက်တွန်းနေပါတယ် ီးခဲ့တဲ့ဖေဖော်ဝါရီလ၄ရက်နေ့ကလူငယ်တူတွေပါဝင်လှုပ်ရှားခဲ့တဲ့ငြိမ်းချမ်းရေးတောင်းဆိုလှုပ်ရှားမှုမှာ ပြည်တွင်းစစ်ပွဲတွေရပ်တန့်ရေးစစ်ပေးရှောင်ပြည်သူတွေကိုလွတ်လပ်စွာပံ့ပိုးကူညီနိုင်ရေးစားတဲ့တောင်းဆိုချက်တွေကိုတောင်းဆိုလှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာတက္ကသိုလ်ဝင်ခွင့်ဆောင်မှုဝဲအောင်ချက်ရောက်ကိုင်းတော့စိုးရွားစွာမကြဆင်းရအောင်အေယော်ရီတိုင်းဒေသကြီးပညာရေးဌာနအနေနဲ့လှုပ်ဆောင်သွားမှာဖြစ်ပါတယ်ဒီသတင်းကိုတော့ MCN ပသိမ်သတင်းတောက်ရဲသွင်းဒီကရိုက်ကူထားပြီးတသက်ဦးကတင်ဆက်ပေးထားပါရရှင် အင်အားရီတိုင်းဒေသကြီးမှာ2016-2019တက္ကသိုလ်ဝန်ထမ်းဆောင်မွေးရအောင်ကျန်းအရင်နှစ်ကထပ်ပုံမှန်မြင်မလာဘူးအင်အားရီတိုင်းဒေသကြီးပညာရေးဝန်ကြီးဌာနကလုံဆောင်နေပါတယ်။မနစ်ကအောင်ကျက်ရာဂိုင်းနှုံနေပါနေတာဟာတနိုင်ငံလုံးအတိုင်းတာအရာဖြစ်ပြီးအခုပညာသင်နှစ်မှာအောင်ကျက်ရာဂိုင်းနှုံမြန်မာရေးအတွက်လုံဆောင်နေတာတွေကိုအင်အားရီတိုင်းဒေသကြီးပညာရေးဝန်ကြီးဌာနကညွှန်ကြားရေးမှူးဦးဝင်းမောင်ကအခုလိုပြောပါတယ်။ဒီကျူစာမီဝန်ကြောင့်ပြည်တဲ့ဆုံးတဲ့တော့ကျူစာမီဝန်

တက္ကသိုလ်ဝန်ထမ်းအောင်ချက်မြင်မာရေးအတွက်ဆရာဆရာမတွေတိုးချဲ့ခန့်အပ်ပေးတာတွေနဲ့အချိန်ပိုတင် जा တာတွေအပါအဝင်ပသိမ်တက္ကသိုလ်နဲ့လက်တွဲပြီးဆရာဆရာမတွေရဲ့ဘာသာရပ်ကျွမ်းကျင်မှုမွမ်းမံသင်တန်းတွေကိုလည်းပို့ချပေးထားပါဗျ။ပညာရေးအခြေခံအဆောက်အအုံအားနည်းချက်တွေနဲ့စည်ရဲနှမ်းပါမှုတွေကလည်းအောင်ချက်ရာဂိုင်းတို့မြင်မာအောင်လှုပ်ဆောင်နေတဲ့နေရာမှာအခက်အခဲဖြစ်နေတယ်လို့အခမဲ့ပညာဒါနကျောင်းတည်ထောင်ထားသူပညာပါရမီပညာဒါနအခမဲ့သင်တန်းကျောင်းကကျောင်းအုပ်ဆရာဦးကျော်နန္နာကပြောပါဗျ။ ျွန်တော်တို့ကြောင်းလေးမှာတော့ဟိုကြောက်မယ်ဆိုရင်တော့ကလေးတွေကဆင်းရဲတယ်ချုပ်တယ်အဲတော့သူ့မှာအခြေခံတော့အားနေပါတယ်အဲတော့ဆယ်ထဲမှာသူကဒီဆယ်ထဲမှာဆယ်ထဲမှာသူကဒီအခြေခံအခြေခံအားနေတာတော့သူတို့တော်တော်ကြီးခက်ခဲတယ်သူကတော့ရှိတယ်နော်သူရှိတယ်တော့ဒီကောင်းကောင်းရင်ဒီနေ့အဲတော့အဲရမှာ50လောက်50ရာလောက်ပေါ့အောင်းလေ2015 2016ပညာသင်နှစ်မှာ ARI တိုင်းဒေသကြီးက တက္ကသိုလ်ဝန်ထမ်းဆောင်မွေးပွဲဝင်ရောက်ဖြစ်ဆိုသူဦးရေ6000ကျော်ရှိခဲ့ပြီး1000ကျော်သာဖြစ်ဆိုအောင်မြင်ခဲ့ပါတယ်။ဒီနှစ်မှာတော့ AR တိုင်းဒေသကြီးမှာတက္ကသိုလ်ဝန်ထမ်းဝင်ရောက်ဖြစ်ဆိုမဲ့သူဦးရေ9000နီးပါးရှိနေပါတယ်ရှင်။ကိုလံဘီယာသမရဆန်တိုစာဖေဖော်ဝါရီလ20ရက်နေ့က First ငြိမ်းချမ်းရေးအဖွဲ့အစည်းတွင်နေထိုင်တဲ့လက်နက်ကဲမဲ့စုံကိုတွားရောက်လဲပတ်ခဲ့ပါတယ်။52နှစ်တာကြာမြင့်ခဲ့တဲ့စစ်ပွဲတွေပြီးစီးခဲ့တဲ့နောက်မှာ fast ဖွဲ့တွေအတွက်အခြေခံစောက်ဦးတွေစောက်လုပ်ပေးဖို့လက်မှတ်ရေးထိုးခဲ့ပါတယ်။အဲ့ဒီလက်မှတ်ရေးထိုးဖွဲ့ကိုတမရာဆန်တိုးစ်အပြင် fast ညဉ့်ညံ့ရေးအဖွဲ့ရဲ့အတွင်းရင်းမှု Ivan Marquez နဲ့ American ဘက်ကတာဝန်ရှိသူတွေလည်းတက်ရောက်ခဲ့ကြပါတယ်။လက်နက်ကင်းမဲ့စုံတွင်းမှာရှိတဲ့ fast ဖွဲ့ဝင်6000ရှိတဲ့အထက်ကအယောက်400ကျော်သာ စုဝေးရောက်ရှိလာတာဖြစ်ပြီးအဲ့ဒီစုံကိုကျေးလက်အသွင် ကူးပြောင်းဖို့လှုံ့ဆော်နေကြတာပဲဖြစ်ပါတယ်။အကူအညီပေးဖို့ရပ်ဖက်ဖွဲ့စည်းတွေမဝင်ရောက်လာခင် လက်နက်ဖြတ်သန်းရေးလုပ်ငန်းစဉ်လှုပ်ဆောင်မှုအခြေအနေတွေကိုကုလသမဂ္ဂကစောင့်ကြည့်နေကြတာပါ။ဆယ်စုနှစ်၅ခုအတွင်း First Point ရဲ့လက်ချက်နဲ့တည်ဆုံးသူ၂သိန်းနီးပါးနဲ့အိုးအိမ်မဲ့များစွာရှိခဲ့ပါတယ်။ဒါပေမဲ့လက်ရှိအခြေအနေမှာ First Point အနေနဲ့တရားဝင်နိုင်ငံရေးပါတီတစ်ခုဖြစ်ပြောင်းလဲဖို့အတိအမှတ်ပြုခံနေရတာလည်းဖြစ်ပါတယ်ရှင်။ MCN သတင်းဌာနကလည်းဒီကနေ့ညနေတိနောက်ဆုံးရရှိထားတဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းတခြားတခြားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ MCN သတင်းဌာနရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကို www.mcntv.news မှာဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ Facebook လိုမျိုးကိုရစာမျက်နှာပေါ်မှာတော့ MCN TV News မြင်နေဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MCN သတင်းဌာနရဲ့ရုပ်မြင်သံကြားအစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။ကျမမစ်တင်စားပါရှင်။